မင်္ဂလာညချမ်းလေးပါခင်ဗျာယနေ့ညတင်ဆက်ပေးမယ့်ဇလန်းလေးကတော့စာရေးဆရာဆွဲမှုဆက်ဟန်တာဝရီမြေရေးသားထားတဲ့ဝဉ္ညိလိုင်မို့ဆိုရာသာဘွားဆိုတဲ့ပြရလောကဇလန်းကောင်းလေးတစ်ပုဒ်ကိုပြောပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာလိုက်ပါနားဆင်ခံစားပေးကြပါအောင်ခင်ဗျာဇလန်းလေးမစခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe နှိပ်ပြီးဘေးနားအခေါင်းလောင်းလေးကိုနှိပ်ပြီးဖို့တောင်းဆိုပါရစေခင်ဗျာငါဆရာရဲ့အမိတ်ဟောဒီကစနစ်သမီး အဲ့သူတင်းရဲ့အလောင်းတင်းကိုတိုင်းဖော်ပြီးငါဆရာရှိရောက်ဖို့စီရေလေခွေရွာလေးရဲ့တင်းညာအတွင်းမှာအောင်မြင်ထေဝါလာတဲ့အတန်ပိုင်ရှင်ရဲ့စေးကျင်လုံးရိုက်ချက်မြေပြင်ပေါ်ကြားလာတဲ့ဖြောင်းဆိုတဲ့အတန်ဆုံးမှာတော့ဘဲချိန်ကလေးကအောင်းနေမှမတိတဲ့တော်ခွေးတကောင်ရဲ့ဦးတန်နဲ့တူတော်တပီးဆိုတဲ့လေပြည့်တိုက်ခတ်တဲ့နဲ့တို့လူပြောက်လမ်းလျှောက်လာတယ်လို့တက်ရှိုက်ရှိုက်နဲ့ကြားနေရတဲ့အတန်ကကြုတ်တော့ကြသိမ်းမှုညထစီတာအမှန်ပါပဲနေ့လေကမှ မင်းမြုပ်ထားတဲ့လက်လက်ဆက်ဆက်မိဘုံကြီးကဝန်းစိုခေါင်းကြီးဖွင့်တော့တာကကြုတ်ဖြစ်လန့်ပြီးဖိနှိုင်းကြသွားတယ်ရုတ်တရက်ကိုဗျာကဲအဲ့သူထတော့အကုတ်ကစားပြီးနင်းကငါးတပည့်ဖြစ်သွားပြီးနင်းကိုနေစရာပေးမယ်စားစရာကျွေးမယ်လာဆရာနဲ့လိုက်ခဲ့အဲ့သူဆိုတဲ့အမျိုးသမီးလေးဆရာကြီးတက်ကနောက်ကောက်ကောက်ပါအောင်လိုက်သွားလေကျုပ်လေးဆရာကြီးမာထားတဲ့အတိုင်းအခေါင်းကြီးကိုအပေါ်မှတ်တင်ပြီးနောက်ကနေလိုက်ရတာပေါ့ဗျာဆရာကြီးကရှေ့ကသွား အေးသူကနောက်ကလိုက်ကျုပ်ကအခောင်းကြီးထမ်းပြီးနောက်ဆုံးကပေါ့ဗျာရေလေကွေ့ရွာလေးကဘကိုးရိုးမှတောင်းကြီးမှာဗျဆရာကြီးနေတာကရေလေကွေ့ရွာရဲ့ဆယ်မိုင်လောက်ဝေးတဲ့ဘကိုးရိုးမှတဏျာကကြောက်လန့်ကိုတွေးမှာပေါ့ဗျာကျုပ်ကတော့ဆရာကြီးကြီးမှာတပတ်အဖြစ်ခံယူပြီးဆရာကြီးရဲ့ပညာတွေလက်ဆင့်ကမ်းအမွေယူမဲ့သူပေါ့ဗျာပထမအဦးဆုံးရောက်တဲ့နေ့မှာပဲအခောင်းကြီးစထမ်းရတာပဲဗျပညာလူကြီးမှတော့ဘာဖြစ်ဖြစ်လုံရတော့မှာပေါ့ကျုပ်တို့နေတဲ့လိုင်ကိုလည်းရောက်တော့ အတွင်းပိုင်းတွေကရင်စီမီတိုင်တွေထွန်းလာတာတွေ့ရတယ်ဗျ။လိုင်ကိုကြီးကလည်းဗျ။အကျဲကြီးပြီးတော့လမ်းတွေကလည်းများတာ။ဆရာကြီးနောက်ကလိုက်ရတာမို့နမောဆိုရင်ကျွန်ုပ်တယောက်တည်းဆိုပြန်ထွက်တတ်မှာမဟုတ်ဘူး။အခွေကောက်တွေကများတာဗျ။တခါတလေအမောင်ကြီးကြတဲ့ဘက်မှာရဲတောင့်နေတဲ့မျိုးလုံးတွေတွေ့ရတယ်ဗျ။ပုတ်ဝဲအနှမ်းကလည်းတလန်းလုံးရနေတော့ကျုပ်ပြေအန်ဂျင်စိတ်တွေပေါက်လာတာမနေ့ထိန်းထားရတယ်။ကျုပ်အတွက်တော့ဆရာဟာအရန်ထူးဆန်းနေတာပေါ့ဗျာ။ ဟောဆရာကြီးအခန်းတစ်ခန်းနဲ့ဝင်သွားပြီဗျာ။အေးသူဆိုတဲ့အမျိုးသမီးလည်းလိုက်သွားတယ်။ကျုံလည်းလိုက်ဝင်ရတာပေါ့ဗျာ။ဟာအခောင်းတွေအများကြီးပဲ။တန်းစီထားတာ။ကောင်းလေးဟိုနေရာမှာလွတ်ချလိုက်။ကျုံလည်းဆရာကြီးပြတဲ့နေရာအခောင်းကြီးချလိုက်တယ်။ပြီးတော့အဖုံးမှတကားတည်းဖြွင့်လိုက်တယ်။ကဲအေးသူအခောင်းထဲကိုပြောင်းဝင်တော့။ဟောအေးသူဆိုတဲ့အမျိုးသမီးဆရာကြီးခိုင်းတဲ့တိုင်းတတိမသိမ့်လိုက်လို့တာဗျာ။အေးသူခောင်းထဲရောက်သွားတော့ဝင်းကြီးပဲထွက်လာခဲ့တော့ နေနေဖို့နေရာငါလိုက်ပြမယ်ပြောပြီးတာနဲ့ဆရာကြီးကလက်ထွက်သွားတယ်ကျုပ်လည်းအခောင်းကိုပြန်ဖုံးလိုက်ပြီးနောက်အနောက်ကလိုက်သွားတယ်ဒီကသွားတာကအချားလမ်းပြတော်တော်လေးသွားပြီးတော့အမောင်ကြီးကြတဲ့နေရာကိုလက်ညှိုးထိုးပြီးဒါနေနေရမယ်နေရာပဲကျုပ်လည်းဆရာကြီးနောက်တကောက်ကောက်လိုက်နေရတော့ဗျာကျုပ်တို့နေတဲ့အခန်းထဲပြန်ရောက်တော့ကောင်းလေမင်းငါကိုဘလို့မြင်လဲဗျာကျုပ်ကျုပ်ဘလို့မှမမြင်ပါဘူးဆရာကြီးလှုပ်ဆရာကြီးလှုပ်တာပဲ ကျုပ်လည်းကြိုးလို့ကြိုးလို့ရမှာပဲဂတိတိုင်း၃နှစ်၃မို့ဆရာကြီးခိုင်းသမျှကျုပ်ကုံလုပ်ပေးမယ်ဆရာကြီးကလည်းဂတိကိုင်း၃နှစ်ပြည့်ရင်ကျုပ်ကိုပညာရှင်ရင်ပေးပါဟာကြိုက်သွားပြီအဲ့ဒါလို့မှသဘောကျတာကွာကဲမင်းလည်းလှုပ်ရှားရှိတာလှုပ်တော့ကျုပ်လည်းဆရာကြီးကလှုပ်ရှားရှိတာလှုပ်တော့ဆိုတဲ့စကားကြားပြီးနောက်အိရာတဲ့ဝင်ထိုင်လိုက်တဲ့လက်ကနာရီကိုကြည့်လိုက်တော့ညနေနာရီတောင်တီးနေပြီဒါနဲ့ကျုပ်လည်းအိတ်လိုက်တယ်ကျုပ်ဆရာကြီးစီမှာနေနေတဲ့ သုံးနှစ်ဆိုတဲ့ကာလတစ်ချောင်းအများဆုံးလောက်ရတာကအကောင့်တွေထမ်းရတာပဲဗျသူလုပ်ပုံကိုင်းပုံကိုအသေးချာမသားထားပြီမဲ့ဘာကြောင့်ဒီလိုလုပ်နေလဲတခွန်းတကလေးများမမေးခဲ့အချိန်တို့တပြပြကုံဆုံးလိုက်တာသုံးနှစ်တောင်ပြည့်ခဲ့ပြီ သုံးနှစ်ဆိုတဲ့အချိန်တွင်းမှာကျုံနဲ့ဆရာကြီးခေါ်ထားတဲ့တရေတွေနဲ့တော်တော်ရင်းနှီးသွားတယ်ဗျကျုပ်ပြင်းတဲ့အချိန်သူတို့နဲ့စကားသွားပြောတယ်တချို့ဆိုသူတို့လူဘွားတို့ကမူရင်းပုံစံကိုပြတယ်သုံးနှစ်ပြည့်တဲ့ညမှာပဲ ဆရာကောင်းတပည့်ပန်းကောင်းပန်းရတယ်ဆိုတဲ့စကားကြားဖို့ကြမှာပါဒီစကားတိုင်းပါပဲကျုပ်ကဒီပညာတွေသင်မယ်ပြီးရင်ကလေးစားချိန်မယ်ပဲတွေးထားတဲ့ကျုပ်ကိုလမ်းမှန်ကို ပို့ပေးခဲ့တဲ့ဒီနေ့တော့ပြောပြဖို့ချိန်ကျခဲ့ပြီကောင်းလေးဟောဒီလိုင်းကိုတွင်ကနာနာဘွားတွေကိုငါဘာလို့ဒီထဲမှာထားထားခဲ့တာလဲသိလားမသိပါဘူးအေးသူတို့ကိုငါခေါ်မထားရင် အခြားသောသူတွေကခိုင်းစားကြလိမ့်မယ်မတမာလောဘသားတွေလက်ထက် ဒီဝိညာဉ်တွေရောက်သွားရင်လူတွေလည်းကောင်းကောင်းမနေထိုင်ရတယ်လို့ဝိညာဉ်တွေရဲ့ဒီဘွားကနေကျွတ်နိုင်တော့မှမဟုတ်ဘူးဒါကြောင့်အချိန်မီကယ်တင်ထားခြင်းနဲ့ပဲကွယ်သူတို့တွေဒီမှာနေရတာလုံခြုံပါတယ်ကောင်းလေမင်းတကယ်ဒီပညာတွေလိုချင်တာလားဟုတ်ကဲ့လိုချင်ပါတယ်အေးဒီပညာတွေမင်းရရင်ဘာလုပ်မှာလဲကျုံနဲ့ကျုပ်ချစ်သူကိုတေကွဲကွဲအောင် လုပ်တဲ့သူတွေကိုကလေစားချီမေးအေးမလုံနဲ့လို့တော့မတားဘူးကောင်းလေမင်းတို့ကို ပြန်တက်တာရောတေးပြီးသားသူကပြန်ရှင်လာမာတယ်လားမီးဆိုတာကိုကိုတိုင်ပူလောင်ပြီးမှသူများကိုပူလောင်စီတာခွဲ့ဒီပညာက မကောင်းတဲ့ပညာဆိုပေမဲ့အတုံးချတတ်ရင်တော့အများတော်အကျိုးရှိပါတယ်တေချာစဉ်းစားပါဦးဒီညတော့ဒီလောက်နဲ့ပဲအိတ်လိုက်တော့မနှံ့မိုးလိမ့်တော့ဆရာဆရာကြီးနဲ့အခြားအဘိုးတယောက်နဲ့စကားပြောနေကြတယ်ဗျကျုပ်လည်းအေးမမှတ်ပါဘူးဒါပေမဲ့အဲ့ဒီအဘိုးကြီးရောက်နေရကိုတော့မသိလိုက်တာအမှန်ပါ ကျုံလဲအိယာတဲကနေထထိုင်လိုက်တော့ဟောကောင်းလေးနိုးလာပြီလားဟုတ်နိုးပါပြီဒီကဆရာကြီးနာမည်ကတက်ကားတဲ့ကျုပ်တို့နှစ်ယောက်ကတိတ်ချစ်ကြတဲ့တငယ်ချင်းတွေပေါ့ပညာရချင်းမတူချင်းပဲစိတ်သက်ချင်းကတော့တူတူပဲပြီးတော့အလုတ်ကလည်းတူတူပဲသူကစိုးသွမ်းနေတဲ့တရေသစီတွေကိုဖတ်နေငါတို့နှစ်ယောက်ဂရိပြူထားတာတခုရှိတယ်အဲ့ဒါကတပည့်ဖြစ်ခံယူမဲ့သူ ပေါ်လာခဲ့ရင်နှစ်ယောက်တည်းကတယောက်ရွေးကောင်းရမယ်ဆိုတာပဲ အခုမင်းရှင်းမှာဆရာနှစ်ယောက်ရှိတယ်ဘသူကိုရွေးမလဲကြုတ်စင်းစားပါအောင်မေဤကွယ်စင်းစားပေါ့ဘယ်လန်းကိုရွေးမလဲလူတယောက်ဟာရှင်းစွဲကောင်းတဲ့စိတ်ကလေးကိုမကောင်းတဲ့ဘက်ပြောင်းလိုက်တာလွယ်ပေမဲ့မကောင်းတဲ့စိတ်ကိုကောင်းအောင် ပြင်ဖို့ကထင်သလောက်မလွယ်ဘူးကွယ်ဟုတ်ကဲ့ကြုံနားလေပါလေကျုပ်လည်းပြောပြီးတောင်ကြချောင်းလေးဘက်ကိုထွက်လာလိုက်တယ်။ဒူးရဖြစ်နေတဲ့စိတ်ကိုတက်တာရရအောင်ပေါ့။မျက်နာတည်ပြီးကန်းစက်မှာခဏထိုင်နေစဉ် ကျုံနာကိုလူတယောက်ရောက်လာတယ်ဗျကျုံလဲကြည့်လိုက်တော့ဘယ်သူမှရှိမနေဘူးဒီကကုနမစကားနည်းနည်းလောက်ပြောလို့ရမလားမင်းမတူလေဘာလို့မင်းကိုမမြင်ရပဲအတန်ပဲကြားရလဲနမကိုမမြင်ချင်ပါနဲ့ကို အကိုတို့ကိုအစောက ပြောနေတာတွေနမအကုန်ကြားပြီးပါပြီကျုပ်တို့စကားပြောနေတော့ကျုပ်ပေါင်းသင်းတွေရောက်လာတယ်ဗျအပေါင်းသင်းဆိုလို့တမျိုးမထင်ပါနဲ့ဗျတရေတွေကို ပြောတာပါ သူတို့ကိုတော့မြင်ရတယ်လေဘာလို့မှလဲရတာ ကျုပ်လည်းစစစနေတာဗျငါတို့အားလုံးကတော့ဥသက်ကနောက်လိုက်သွားစီခြင်းနဲ့အင်းပေါ့ခမားတို့ကတိုက်တွန်းနေမှာတော့ကျုပ်လိုက်သွားပါမယ်ပညာတွေသင်ပြီးရင်ခမားတို့ကိုလာခေါ်မယ်ကျုပ်နောက်လိုက်မှာမဟုတ်လားဟာလိုက်မှာပေါ့ဒီလိုနဲ့ကျုပ်လည်းဆရာကြီးဥသက်ကနောက်လိုက်သွားဖို့ဆုံးဖြတ်လိုက်တယ်ဆရာကြီးဥသက်ကနောက်လိုက်သွားတဲ့ကျုပ်ဘာတွေဆက်ဖြစ်မလဲဘလို့ပညာတွေရမလဲဆိုတာကို အပိုင်းနဲ့စောင့်မျှော်ပြီးကြပါအောင်နော်စိတ်ကူးရင်ရေးသားခြင်းမို့ အမားများပါခဲ့ရင် ခွင့်လို့ပေးကြပါလို့တောင်းမရင်ကျုပ်လည်းဆရာကြီးဦးသက်ကနောက်တကောက်ကောက်လိုက်ရင်ဘကိုးရိုးမှကြောယုံပေါ်တော့ရောက်ခဲ့ပြီ အချင်းကနေမွတ်တဲ့ချိန်သာရှိသေးတယ်။ကောင်းလေမောနေပြီလားမမောပါဘူးဗျ။ကျုပ်လည်းမူသားတုံးရတာပေါ့။နောက်ထပ်တောင်တလုံးကြော်ပြီးရင်တော့ရောက်ပါပြီကွာ။ဟင်။နောက်ထပ်တောင်တလုံးဟုတ်လား။ဟိုရှိမှာမြင်နေရတဲ့တောင်တလုံးကိုကြော်လိုက်ရောက်ပါပြီ။ ကျုပ်စိတ်တဲ့ဘလို့မဝေခွင့်မရဘူးအခုကျုပ်တို့လာတဲ့ခီးကိုတမန်ဆိုနေ့လောက်မှရောက်နိုင်တာကိုအခုကျုပ်တို့ရှောက်လာတာတောင်စွမနေမကွယ်သေးဘူးဘကိုးရိုးမကြီးရဲ့ကျိုးရိုးတခုကိုတော့ကြောခဲ့ပြီပြီကျုပ်တို့လည်းနောက်ထပ်ကျိုးရိုးတခုကိုရောက်တော့ဟင်းပါဘကိုးရိုးမကဘယ်နှခုရှိတာလဲဟိုမှာလည်းနောက်တခုကိုလာပါကွယ်ခဏနေရင်ရောက်ပါပြီအဲ့ဒီကြမှာလူလေးသိကျင်တာအကုန်မေးပါအဲကျုပ်တို့လည်းရိုးမကြီးရဲ့ကျိုးရိုးတိုင်း တောင်ဘက်ကိုလျှောက်လိုက်တာနိုင်ဝဲလောက်လမ်းလျှောက်ပြီးတော့ဆရာကြီးဦးသက်ကထိုင်ရာကြောက်လိုင်ကိုကြီးကိုရောက်ခဲ့ပြီကျုပ်တို့ရောက်တော့လူတယောက်ထွက်ပြီးကြိုတယ်ဗျာသူလိုက်လာတာပဲဗျာကဲဗလာရင်ကောင်းလေးကိုသူနေရမယ့်အခန်းလိုက်ပြလိုက်ကွာခီးပန်းလာရဲနားပါစေဩဟုတ်ကဲ့ဆရာကြီးဆိုပြီးလာကောင်းလေးမင်းနေရာမှာဒီဘက်ထဲမှာကျုပ်လည်းဗလာဆိုတဲ့သူရဲ့နောက်ကိုလိုက်သွားတယ်ကြိုတင်ပြင်ဆင်ထားမှုကြောင့်ကျုပ်တို့အခန်းတစ်ခန်းကပြည့်စုံနေတာပေါ့ ကျုပ်လည်းခီးပန်းလာတော့အိယာပေါ်လှဲလိုက်တာခနာချင်းပဲအိပ်ပျော်သွားခဲ့ရင်ကျုပ်အိယာကနိုးတော့ကိုဗလာကကောင်းလေနိုးပြီလားကွာလာမင်းတို့ထမင်းဝိုင်းအသင့်ပြထားတယ်ကျုပ်လည်းကိုဗလာခေါ်ရနောက်လိုက်သွားတယ်သူပြင်ပေးတဲ့ထမင်းဝိုင်းနောက်ကိုလိုက်ပြီးသူ့လက်ရာအရန်စားကောင်းနေဗျာကျုပ်လည်းဘိုက်ဆဆာနဲ့စားပြစ်တာနံပါတ်ကန်အောင်ကုန်းသွားတယ်ကျုပ်စားနေတာကိုကြည့်ပြီးကိုဗလာကအဝစားကွာဒါမှအားရှိမှာအားရှိမှလိုကောင်းကောင်းလုံနိုင်မှာ ကျုပ်ဆိုတဲ့ကောင်ကလည်းအပြောထက်အလုံးနဲ့ပဲတက်တည်ပြကျင်တဲ့ကောင်ဆိုတော့ကိုဘလောက်ကိုဘာမှပြန်ပြောပဲစောင်းကြည့်လိုက်ဆိုတဲ့အကြည့်မျိုးနဲ့ကြည်ပီထမင်းကိုအားရပါရဆဆားနေလိုက်တယ်။ကျုပ်စားလို့ပြီးတော့ကိုဘလကလာကောင်းလေးမင်းကိုဆရာကြီးစောင့်နေတယ်ပြောပြီးဆရာကြီးရှိတဲ့အခန်းဘက်ကိုထွက်သွားတယ်။ကျုပ်လည်းကိုဘလနောက်ကနေဘာစကားမှမပြောပဲလိုက်သွားလိုက်တယ်။အခန်းထဲရောက်တော့ဆရာကြီးကောင်းလေးရောက်ပါပြီ။အေးအေးဝင်းခဲ့လေး ကျုပ်လည်းဆရာကြီးဥဒကနာတော်ထိုင်လိုက်တော့ကျုပ်ကိုသူဆွဲယူအမှတ်သားထားတဲ့အင်းချက်တွေထုတ်ပြတယ်ပြီးတော့အင်းချက်တခုချင်းစီရဲ့အဓိပ္ပာယ်နဲ့အသုံးဝင်ပုံအစွမ်းထက်ပုံတွေကိုလည်းစိတ်ရှိရင်းနဲ့ရှင်းပြတယ်ဗျကျုပ်ဆိုတဲ့ကောင်းကလည်းကြံတဲ့နေရာမှာသာစကားပြောနေတာဒီလိုဘုသူဒ္ဒနဲ့ပညာပိုင်းဆရာမှာတော့နှုတ်တော်တော်တွတ်တာဗျကိုမသိတာကလည်းဆရာကြီးရှင်းပြတာကိုလည်းအသေးချာမှတ်ယူဂါရမန္တန်တွေကိုလည်းတေချာကြက်မှတ်နေ အချိန်တွေဘလို့ကုံသွားမှမသိဘူးလိုက်ဘူးကိုဗလာဆိုသူရောက်လာပြီးဆရာကြီးမနှက်စာထမင်းစားလို့ရပါပြီဆိုမှကျုပ်တို့ဆရာတပည့်ပညာသင်ကန်းကတ္တနားလိုက်တယ်ကျုပ်ပညာသင်နေတဲ့ကာလာတစ်ချောင်းကျုပ်နဲ့ဆရာကြီးတက်ကထွက်စားတော့ဖို့အတွက်လိုလေသိမရှိအောင်ကို ကိုဗလာကစီစဉ်ပေးတာဗျသူ့လက်ရကလည်းတကယ်ကောင်းသကိုဗျတနေ့ကျုံနဲ့ကိုဗလာကစားကားပြောနေရင် မထေမပဲဆရာကြီးတက်ကရဲ့နောက်ကျောင်းရာဇဝင်ကိုသိလိုက်ရတယ်။ရာဇာ မင်းကြဘူးလားဟိုတက်ဗမာပြည်မှာရှိတဲ့မဲဆာမြစ်ကိုရွှေလင်းမြစ်တို့ကိုဟုတ်ကြားဘူးတာဗောဗျာလဝဲတုံနေရအမတ်ကြီးမင်းမြတ်တင်ပြီးအပုတ်ခံရတဲ့မဲဆာတောင်းမဲ့လीဗျာအေးဟုတ်တယ်အဲ့ဒီမဲဆာမြစ်တစ်လျှောက်မှာဟိုရင်ကတေတော်ကြီးကတအားထူထက်လာတယ်ကွာငါပြောကလေအမျိုးမျိုးရှိတော့ရှိရခင်မြမဘရင်မင်းကကဆိုလေရင်မဲဆာပို့ခံရမှာတအားကြောက်ကြတယ်မဲဆာပို့ခံရတာဟာတတတကျွန်းတေမိန်ပေးလိုက်တဲ့ခြင်းနဲ့ အတူတူပဲကွာအဲ့ဒီမဲစာမြင့်နဲ့မင်းမွေးတနေရာမှာလူမသိသူမသိနေထိုင်ကြတဲ့လူမျိုးစုရွာလေးတွေဟာရှိတယ်။အဲ့ဒီရွာရဲ့ရွာကလူတွေကနနာဘွားမုတ်ဆိုးတွေကြီးပဲ။ဆရာကြီးဦးသက်ကအပါဝင်ပေါ့။စိုးသွမ်းတဲ့နနာဘွားဝိညာဉ်တွေကိုအပြစ်ဒဏ်ပေးကြတဲ့တနေ့မှာဆရာကြီးဦးသက်ကအမားတခုလုပ်ခဲ့မိတဲ့အဲ့ဒီအမားတို့အပြစ်ဒဏ်ကဆရာကြီးကို ရွာကထွက်သွားဖို့ဖြစ်လာစေခဲ့တယ်။ဆရာကြီးကဘာမှလုပ်ခဲ့မိတာလဲဗျာ။ ဟုတ်ဆရာကြီးလုံးမိတဲ့အမကတော့အောင်လန်းမော်အောင်နေတဲ့ဝိညာဉ်တစ်ခုကိုမဖမ်းမဲ့လှုပ်ပေးလိုက်တာပဲဒါကိုတွေ့သွားတဲ့ရွာသားတစ်ယောက်ကရွာသူကြီးကိုတွားရောက်တိုင်တန်းရကနေဆရာကြီးရွာကထွက်သွားခဲ့ရတာပဲငါလဲဆရာကြီးထွက်လာကြတဲ့ကဆရာကြီးနောက်ကအမြဲလိုက်ခဲ့တာအခုချိန်ဒီပေါ့အဲ့ဒီဝိညာဉ်ကအခုတော့လူတယောက်ရဲ့ခနာကိုယ်ကိုယူပြီးဆရာကြီးရဲ့ကျေးဇူးကိုဆက်တဲ့အနေနဲ့ဆရာကြီးလိုပဲသူလဲနာဝဝိညာဉ်တွေအများကိုခိုင်းစခြင်းမပြုရလီအောင်ကာကွယ်ပေးနေတယ် ဒါဆိုရိုးမတောင်ကြီးကဆရာကြီးများလားပိတ်သေးချတာပေါ့ကွာကဲကဲအချိန်လဲလင့်ပြီအဲ့ရဝင်တော့မနဲ့ကြရင်ပညာအဆင့်တက်ရအောင်မယ်မဟုတ်လားကျုပ်လည်းကိုဗလာနဲ့လူချင်းခွဲပြီးကျုပ်အဲ့ရမှာ ပြန်လာခဲ့တယ်နောက်တနေ့မိုးလင်းတော့ကျုပ်ကမှအင်းတွေထိုးပေးတယ်ဗျနဂါအင်းမောင်ဝင်တမန်ကြအင်းကနုံအင်းဘေးလူအင်းအင်းတွေချပြီးတော့ကျုပ်ကဂါရာတပုတ်တင်ပေးတယ်တပုတ်ဆိုပေမဲ့ဂါရာလေးတစ်ခုကိုတပြိုင်နက် ယူရတာဆိုတော့တပုတ်သေးလို့ဖြစ်သွားတာပေါ့ဗျာအဲ့ဒီကာတာယူလိုက်တာ ਨੇ ကျုပ်ကမှရှိတဲ့အင်းတွေအကုန်အသက်ဝင်လာပြီ ကျုပ်ကိုလိုးလိုးပုံဖော်လို့ရတယ်ဗျာကျုပ်လည်းကာတာယူလိုက်အင်းတွေနဲ့လိုက်ရောညီတွေ့အောင်ကျင့်လိုက်နဲ့နင်းနေမှညညမှအချိန်တွေကုန်လုံးခဲ့တယ်ကောင်းလေဒီရကမင်းသင်ရမယ့်ပညာနောက်ဆုံးအဆင့်ပဲကျုပ်ကိုရှာထုတ်ခိုင်းပြီးအင်းချက်ဆွဲထားဗျာအဲ့ဒီအကျိုးပြုချက်ကတော့ နှုတ်ဝက်စီကနေအမိန်ပေးတာနဲ့ဘယ်နနာဘဝမှာမခံနိုင်ဘူးမင်းရှိဒူးချောက်ရတာကြီးပဲကဲဒီမှာနှစ်ရက်သုံးရက်လောက်နားနားနေနေနေပြီးလောကကြီးကိုကဲတင်ဖို့ခྱི་ထွက်ပြီးတော့ပြောပြီးကျုပ်လက်ထဲကိုမိစ္ဆာလန့်ညော့အချက်ပြဆက်ကလေးတစ်လုံးကိုထည့်ပေးတယ်ဗျဒါကနနာဘဝဝိညာဉ်မဟုတ်ပဲအခြားသောမိစ္ဆာတို့ရဲ့အခါအချက်ပြလိုက်မယ်မင်းတို့အတုံးဝင်မှာပေါ့ကျုပ်ရာသာဘဝဆရာကြီးစီကနေထွက်လာပြီးဘာတွေဆက်ဖြစ်မလဲဆိုတာကို နောက်တစ်ပိုင်းမှာစောင့်မျှော်အားပေးကြပါဦးနော်ကျုပ်လေဆရာကြီးကိုကြတော့ပြီးဒီကနေပဲထွက်ခဲ့တယ်တောင်ကုန်းတောင်နှမ်းတွေအထက်ထက်ရှုံမြောင်ချိုင်းဝိုင်းတွေအလီလီဖြတ်ကျော်ရင်တောပြောင်ငှက်ကလေးတွေရဲ့ตาญาณาပြွယ်တေးသံလေးတွေကိုနားဆင်ရင်တကိုယ်တည်းလျှောက်လာခဲ့တာ ကျုပ်ပြန်လာခဲ့တဲ့ခီးတွေကအသွားတော့ကလမ်းမဟုတ်ဘူးဗျမကောင်းတဲ့အငွေ့သက်တွေတော်တော်လေးတွေးရနေတယ်ကျုပ်ကိုဘာမှလာမလို့သေးသေးကတော့သူတို့ကိုလည်း ဘာမှမလုပ်ဘူးလို့ဆုံးဖြတ်ရင်ဗကိုးရိုးမှတောင်းကြီးမာနေတဲ့ဆရာကြီးဒဝေးစီကိုကျုပ်ချီလန်းတွေဥတီလိုက်တယ်။ကျုပ်တို့ရွာလေးကအရန်အေးချန်နေပြတောရွာလေးပြီးပြီးအနေတိုင်းအေးကြသလိုစိတ်သဘောထားလဲအင်မတန်ဖြိုးစင်ရိုးသားကြတယ်။ကျုပ်မကမိုးချင်းမောင်နှမ၅ယောက်ရှိတယ်ဗျ။ကျုပ်ကအလေလက်ပေါ့။ကျုပ်ထက်မှအကိုနှစ်ယောက်ရှိတယ်။ကျုပ်အောင်မှညီတယောက်နမတယောက်ရှိတယ်။အကိုနှစ်ယောက်ကအိမ်အောင်ကြပြီ။သူတို့ရဲ့ဇနီးများရှိတဲ့ရွာလေးမှာ နေကြတော့ကိုလက်ရှိတော့ကျုပ်ကအကြီးဆုံးဖြစ်နေတာပေါ့ဗျာကျုပ်ဆိုတဲ့ကောင်က စကားပြောနေတယ်လို့အင်မတန်လဲရိုးသားဖြူစင်နေဗျာတီဝါလုံးရဲ့အချစ်တော်ပေါ့ဗျာအိုးစီဒိုးဘက်ကလည်းအတီးကောင်းတော့ရွာကမိမလာလေးတွေရဲ့အသေးဆွဲပေါ့ရွာမှာအလို့ရှိရင်ကျုပ်မာလုံးပြီးတော့ပဲဗျာအချားရော်တွေကိုတော့လိုက်လံတီးပေးရတယ်ဗျာကျုပ်တို့ရွာကိုဘယ်ဒေတာကမှမသိတဲ့မိသားစုလေးယောက်ပြောင်းလာတယ်ဗျာလူငယ်အိမ်နောက်တဲ့နဲ့သူ့ရဲ့မိဘနှစ်ပါးပေါ့ဗျာ ူတို့ကလည်းစိတ်တဘောကကောင်းကြတယ်ဗျဒီဝါလုံးနဲ့လေတဲ့အောင်ပေါင်းသိနေထိုင်တော့အချိန်ခဏလေးတွေးမှပဲရွာကန်လိုဖြစ်သွားတယ်ကျုပ်လည်းနှစ်ရွာကျော်ကလူလာဖိတ်သွားတာနဲ့ဒိုးဘက်လုံးလဲပေါ်တင်ပြီးမနှက်စောကလေးကထွက်လာလိုက်တယ်ဒီဝါတွေကကျုပ်တို့ဧည့်သည်လိုနေစရာမလိုပဲရွာတွေဖြစ်နေတော့ကျုပ်ရောက်ပြီးဆိုတာနဲ့ကျုပ်ပေါင်းသိနေတဲ့အလူတို့ကလိုအပ်တာတွေကိုဝိုင်းကိုလှုပ်ပေးရင်စကားပြောရင်ပေါ့ဗျာဟွန်းဘလို့လူကြီးမလဲမသိဘူး ငါတို့ကိုရှိရလို့တောင်ထင်ရလားပဲအပြိုလေးတကသူတို့ကိုစိတ်ဝင်စားတဲ့ကြောက်ကြအောင်တမင်တကပြောနေကြတာဗျကြုံလဲမိန်းကလေးတွေကိုစိတ်ဝင်စားတယ်သူမဟုတ်ပါဘူးဒါပေမဲ့အရေးပေးတယ်ဆိုပြီးမိန်းကလေးတွေရဲ့တရားတဝင်နေလို့ကလည်းမဖြစ်ဘူးလေနောက်ပြီးကြုံသဘောကျတဲ့မိန်းကလေးမျိုးကလည်းဒီရောမှမရှိဘူးဆိုတာသိနေတော့ကြောက်ကြလေးတငယ်ချင်းတွေနဲ့ပဲအနေများခဲ့တာပေါ့တချို့ကလည်းသူတို့နမလေးတွေနဲ့ကြုတ်ကိုသဘောတူကြတယ်ဗျသူတို့နမလေးတွေ ဘလောက်လိမ့်မကြောက်ဘလောက်အနေအေးကြောက်ကျုပ်ကိုပြောတယ်ဗျနောက်ပြီးကျုပ်လိုကောင်းနေတာဆိုဒီသက်သက်တွေမဟုတ်ဘူးနှောင်ဘွားထီတော်စိတ်ချကြောင်ပြောတယ်ဒါပေမဲ့ကျုပ်ကလည်းမတုံမလုံနဲ့စိတ်ဝင်စားပုံပြတော့နောက်ပိုင်းမှာဘာမှမပြောတော့ဘူးဗျကျုပ်လာရင်အခြားစကားတွေပဲပြောပြကြတော့တယ်ကျုပ်လည်းတငယ်ချင်းတွေအဆက်ကောင်းတာနဲ့အဲ့ဒီရောင်မှာနှည့်ရကြားသွားတယ်ဗျဒီနေ့တော့ပြန်မဖြစ်မှာဆိုပြီးအတင်းစိုးထွက်လာခဲ့လိုက်တယ် ကျုပ်ချန်နယ်ကိုလဲမောင်းသွင်းလိုက်တယ်ဆိုရင်ပဲကျုပ်ကိုကြိုနေတဲ့အတန်ကအမလီအဖြစ်ဆိုးလာကြည်ဟာသမီးရဲ့ဟင်အမေတန်ပါလားနမလေးဘာဖြစ်လို့ပါလဲဆိုပြီးကျုပ်လဲနွားတွေကိုအမြန်ဖြုတ်လိုက်ပြီးအိမ်မော်ကိုအပြေးတစ်ပိုင်းတက်သွားတယ်ကျုပ်မြင်လိုက်ရတဲ့မြင်ကွင်းကရှာထွက်ပြီးမျက်လုံးကြီးပြုတ်ကဆန့်ဆန့်ကြီးလဲနေတဲ့ကျုံနမလေးကိုတွေးလိုက်တာပဲကျုပ်လည်းအမေပေးနာဝင်ထိုင်လိုက်တော့ကြည့်ပါဦးတာရေအဖြစ်ဆိုးလာတဲ့မင်းနမလေးကိုဘလို့ဖြစ်ကြတာလဲအမေရဲ့ လူလေးထွက်သွားတဲ့ညက်နေကလေးကမင်းနှမတုံငုံကိုတီးဖြစ်နေတာဘာမှလည်းမစားဘူးဘာမှလည်းမေးလို့မရဘူးဒီနေ့မနေ့အိရာဘောကဝုန်းဆိုတဲ့အတန်ကြားလို့အိမ်မော်တက်ကြည့်တော့မင်းနှမစွချိုးချပြီးကိုကိုကိုတက်တည်သွားတာပဲကျုပ်ဘီကဝင်းပြောတာဗျကျုပ်လည်းတဲလွန်စားလေးရာနုံနုံနဲ့ဟိုကြည့်ဒီကြည့်ရှောက်ကြည့်ရင် လက်ကလေးတစ်ဖက်ကကြစ်ကြစ်ပအောင်ဆုပ်ထားတယ်ဗျကျုပ်လည်းနမလေးကိုလက်ကိုကောက်ကင်လိုက်တော့အဖေတို့ဖြေးကြည့်ပြီးဘလို့မှဖြေးမရဘူး ကျုပ်လည်းနမလေးကိုသေချာကြည့်လိုက်ပြီးနမလေးအကိုလေးကိုယုံနေမလားနမလေးတို့အကိုလေးလက်စားချေပေးမယ်နော်အကိုလေးဒီဖြေကိုမရရအောင် ဖော်ထုတ်မယ်လို့ဂတိပေးပါလေအကိုလေးကိုယုံနော်ကျုပ်လည်းနမလေးကိုစကားပြောပြီးလက်မလေးကိုအသားလေးဆွဲလိုက်တော့ကျန်တဲ့လက်ချောင်းလေးပါလို့လို့ပြေလျှော့လာတယ်လက်ထဲကစာရွက်လေးကိုယူပြီးကြည့်လိုက်တော့ကျုပ်သားတွေစိုးစိုးဆက်ဆက်တုံလာပြီး တကောလုံးပူထူလာတာ ဘာတွေလုံးမိလဲတော့မသိတော့ဘူးကျုပ်သီးစိတ်ပြောင်းဝင်လာတော့ကျုပ်ချင်းမှလူတယောက်သေနေပြီဗျတကလုံးကြားစရာမရှိအောင်ကုတ်ပိုင်းထားတဲ့ဓာတန်ရာတွေနဲ့တိုးရိုင်ထဲမှာငိမ့်သက်နေတယ်ကျုပ်သက်လိုက်တဲ့သူကရွာကိုပြောင်းလာတဲ့လူငယ်ပဲဗျလူတယောက်ကိုပေါ်ရန်ကြည့်ပြီး စိတ်သဘောထားကောင်းတယ်လို့ထင်ထားကြတော့အခုတော့ကျုံနှမလေးဘွားကိုဖျက်ဆီးခဲ့တဲ့လူစိတ်မရှိတဲ့သူကိုကျုပ်သက်ပြစ်တာကျုံမမားဘူးလို့ယုံကြည်တယ်ဘာလို့လို့နဲ့ဘကိုးရိုးမအရှိချမ်းကမြင်နေရတဲ့ကြောရိုးပေါ်တော့ ကြုတ်ရုတ်လာပေါ့ပေါ့လားရှေ့မှာမြင်နေရတဲ့တစ်တော်လေးကနည်းနည်းထိုးစံနေပြတစ်ပင်ဝါးပင်တွေနဲ့တတော်လုံးစုံစိမ့်နေတာပဲကြုံလဲလျှောက်လာရင်တိုးဆက်လေးခြေချမိုံရှိသေးတယ်မြောက်ပြန်လေးတစ်ချက်ကဝိခါကြုတ်ကိုတိုက်ခတ်သွားတော့အေးပြီးစိတ်နေတဲ့အသားလေးခန်းစားလိုက်ရတယ်လူလဲလန်းဆန်းသွားသလိုခန်းစားလိုက်ရတဲ့ကြုတ်လဲလန်းလျှောက်လာရင်ကြုံနောက်ကတယောက်လိုက်ပြီးချောင်းနေတယ်လို့စိတ်ကခန်းစားလာမိတယ်နောက်ကိုလှည့်ကြည့်တော့ဘာမှမတွေ့ရဘူးဒါနဲ့ ဆက်ပြီးရှောက်လာလိုက်တာတောအုပ်လေးအလေဘိုးကိုလောက်ကိုရောက်တော့ရှီအောင်အင်ကြီးလုံးကိုတွေ့ရတယ်ဗျပို့ပြီးထူးဆန်းတာက အင်ကြီးကတော်လေးခံလာပြီးတောက်ပြောင်နေတာပဲကျုပ်လည်းအဲ့ဒီအင်ကြီးမှလူနေတဲ့ထင်တာနဲ့အင်းရှင်းမှရက်လိုက်ပြီးအင်းရှင်းတို့အင်းရှင်းတို့ကျုပ်လန်းခေါ်ပေမဲ့အင်းကြီးကမိသူမှထွက်မလာဘူးဒီကကိုကခီးသွားထင်တယ်ကျုပ်လည်းအာယုံကအင်းကြီးကိုရောက်နေတော့ကျုံနောက်မှာလူတယောက်ရောက်နေတာကိုမသိလိုက်ဘူးဒါနဲ့ နောက်ကိုလက်ကြည့်လိုက်တော့မင်းကလေးတယောက်ပြာဩဟုတ်ကဲ့သူကခီးသွားပါဒီတော့အုပ်လေးကိုဖျက်လာတာဒီအင်ကြီးကိုတွေ့လို့ခဏဝင်းကြည့်တာပါဩဟုတ်လားဒါဆိုလေအင်းထဲဝင်ပါရှင်မင်းကလေးလေကျုပ်ကိုစကားပြောရင်အင်းကြီးရဲ့တက္ကမကြီးကိုတွန်းဖွင့်လိုက်တယ်ကျုပ်လေမင်းကြီးနောက်ကလိုက်သွားတယ်တော်တော်သားနာတဲ့အင်းကြီးဗျာအဆောင်ရောင်တွေကလည်းအတွင်းပိုင်းမှာတော်တော်များတယ်ဗျာကျုပ်စိတ်ထဲသိပြီမသိငါတော့ဘူးဒီလိုတော့ကြီးမြင်မဲ့တယ်မှာ ဒီလိုတန်းထားတဲ့အင်ဂျီရှိနေမယ်ဆိုတာရိုးမှရိုးပါမလားဆိုတဲ့အတွေးကဝင်လာတယ်။တတိဆိုတာပိုတယ်မရှိဘူးလေ။အစအစရရာတတိထားမှရမယ်။မင်းကလေးလက်ကျုပ်ကိုခမ်းမကြီးတို့ခုလေကကြောက်စွဲဝိုင်းကြီးမှာခဏထိုင်ခိုင်းပြီးအခန်းငယ်လေးတို့ခုတွေဝင်သွားတယ်။တိတ်မကြဘူး။ပြန်ထွက်လာတော့တည်သေးဝလံတွေထည့်ထားတဲ့ဗန်းလေးတို့ခုလက်ခါကင်လို့ပြကျုပ်ရှိမှလာချပြီးပြီ။စနော်ကိုဒီဒေသမှာဒါကဆားရခဲ့တယ်။ နမတော်ဒီသီးတွေရဖို့အနစ်နဲ့လှလှစိုက်ပြိုးခဲ့ရတာအခုတော့နမတယောက်တည်းစားမကောင်ဖြစ်နေပြီကျုပ်လည်းအသီးတလုံးကိုကောက်ဝင်လိုက်ပြီးအာယုံခံလိုက်တာဒီသီးမှာတော့ဘာစိတ်တောင်းမှရှိနေတာမတွေ့ရဘူးဗျအသီးကလည်းစားလို့ရတဲ့အသီးဖြစ်နေတော့ကျုပ်လည်းစားမယ်ဟန်ပြင်းလိုက်တယ်မစားနဲ့လူကလေးတေချာအာယုံစူးစီးကြည့်လိုက်ပါဆရာကြီးတန်းပြကျုံနာတဲ့အတိုင်းသားကြားလိုက်ရတာဒါနဲ့ကျုပ်လည်းစိတ်ကိုတည်ငြိမ်ဆုံးထားပြီး အာယုံနဲ့စိုးစားကြည့်လိုက်တော့ဟင်တုတ်လက်ထဲရောက်နေတာမူရောက်တကောင်ပြာဦးကောင်းကနေအမီးရကင်ထားတော့ဒီကောင်ကျုပ်ကိုရံမှုလို့မရပဲဖြစ်နေတာကျုပ်လက်လက်ထဲကမွေကိုဝေးကိုလွတ်ပစ်လိုက်တယ်ပြီးတော့မိမငယ်လေးကိုကြည့်လိုက်တဲ့ကျုပ်ကိုအလှပဆုံးပြုံးပြရင်မွေနှကားကြီးတကောင်ဖြစ်ကိုတပြည့်ပြည့်ပြောင်းသွားတာဗျကျုပ်လည်းအထူးဆန်းမှုငဲကြည့်နေတော့လူလေတတိကြပါ ဆရာကြီးတန်ကြားရတော့မှကျုပ်လည်းတရေဝင်လာပြီးထွက်ပေါက်ကိုရှာဝဲမိတယ်။ထွက်ပေါက်တော့တွေ့ပါရဲ့။မွေးနှကားကြီးကရှေ့ကနေပိတ်ထားတာဗျ။ကျုပ်လည်းဘာမှအထွေထွေမစင်းစားနေတော့ပဲဂါရာကိုယူလိုက်တယ်။ပြီးတော့ကျုပ်စိတ်ကိုနှကားအတွင်ဖန်ဆင်းလိုက်ဖို့စိတ်ညုံလိုက်တယ်။မွေးကြီးလည်းကျုပ်ရဲ့ပြောင်းလဲသွားတဲ့ခန္ဓာကိုယ်ကြီးကိုကြည့်ပြီးအံ့ဩနေတယ်ဗျ။ကျုပ်ကလည်းဘလို့လဲမင်းလေးဆိုတဲ့အကြည့်နဲ့ပြန်ကြည့်လိုက်တယ်။နင်ကအခုဒီချိန်နေတောင်ရောက်နေပြီပေါ့။ မင်းနဲ့တိုက်မဲ့လေငါးနှင်းကိုရံပြုတ်ချင်ဘူးလမ်းဖက်ပေးပါဟာလော်လနဲ့ရပါလားနင်းကိုလက်စားကြည့်ဖို့စောင့်နေတာနှစ်ပေါင်းတထောင်ကျော်ပြီဘားတွက်နင်းကငါ့ကိုလက်စားချေချင်ရတာလေငါကရောနင်းကိုဘာမှကျွလုံမိခဲ့လို့လေအင်းပေါ့နင်းကမမတ်ပြီတော့ဘူးဆိုတော့ငါကပဲပြန်ပြောပြရတာပေါ့လုံခဲ့တဲ့နှစ်တထောင်ကျော်ကငါယောက်ျားကိုနင်းရဲ့ဆက်ဆက်တက်ခဲ့တာလေနင်းကိုပြန်လက်စားချေဖို့ငါစောင့်နေတာ နှစ်ပေါင်းတစ်ထောင်ကျော်သွားပြီနင်ကတော့မိနိုင်ပြီမဲ့ငါကတော့မနေကလို့ပဲထင်နေတော့အခုနှစ်မှာလေအစွမ်းစားတွေရှိနေပြီဆိုတော့ဒီနေ့ဟာနင်သိရင်သိနင်မသိရင်ငါသိရနေပဲပြောလို့လည်းပြီကျုပ်ကိုစပြီးတိုက်ခိုက်တော့တာပဲကျုပ်လည်းသူ့ရဲ့ခြုံထက်လာတဲ့အဆွဲတွေကိုမနေရှောင်းတိတ်နေရတယ်ဗျကျုပ်ကတော့သူ့ကိုပြန်ပြီးမတက်ခိုက်သေးပဲရှောင်းတိတ်ရင်နမငယ်အမုန်းတွေကိုတင်းမုန်းချိလိုက်ပါတော့နမငယ်ဒီဘွားကြီးနဲ့ နေရတာပင်မလာပါတဲ့ရှာမနေနဲ့နင်းကိုပြန်ပြီးလက်စားချေးရရင် အနှစ်ထထောင်မကလို့တတောင်းဖြစ်သွားပါစေငါစောင့်နိုင်ရင်တိုက်ခိုက်မှုကပို့ပြီးပြင်းထန်လာတဲ့ဗျကျုပ်ကိုထိအောင်မတိုက်နိုင်လေဒေါသပိုးထွက်လာလေတိုက်ခိုက်မှုပို့ပြီးပြင်းထန်လာလေပဲကျုပ်လည်းရှောင်ရှားရင်တစ်ချက်တော့သူ့ရဲ့ပါဇက်ကကျုပ်ကိုရှက်ထိသွားတယ်ဗျကျုပ်လည်းအသားနာသွားတော့ဒေါသထွက်လာပြီးကျုပ်ရဲ့ပူလောင်လာတဲ့အာဂရင်းငွေတွေနဲ့ဦးခေါင်းကစားပြီးမှုတ်ထုတ်လိုက်တာမွေးမင်းလေးလည်း တကလုံးပြောင်းမုံတွေဖြစ်သွားတယ်ဒီတော့မှကျုပ်လဲလူသွင်းပြန်ပြောင်းလိုက်တော့တယ်ကျုပ်လည်းထွက်ပေါက်ရှိတဲ့ဗချံခြေဦးလဲလိုက်တော့ချက်ချင်းဆိုသလိုပုံစံကပြောင်းသွားတယ်ဗျအခုကြိုးရောက်နေတာလှိုင်းကိုကြီးတခုဗျအတော်လေးကျယ်တယ်တွင်းညီနဲ့တွေကြောင့်ကျုပ်သက်ရှိလို့မွားတာနဲ့အပြင်ကိုအမြန်ထွက်ခဲ့ရတယ်အပြင်ရောက်မှပဲတဘာဝလေးကိုတဝါကြီးရှူးချလိုက်တဲ့စိတ်ထဲမှာတော့အညိုတေမုံအာရာရတွေများတိတ်ကြောက်ဖို့ကောင်းတဲ့အကြောင်းကိုတွင်းမြင်ပြီးကျုပ်သည်ပညာတွေမသင်ခင်တုန်းက ဖြစ်ခဲ့တဲ့ကလစားပြန်ချီမဲဆိုတဲ့စိတ်ကိုမင်းဖြောက်ပြစ်လိုက်တယ်။ကျုပ်လည်းခီးဆက်ထွက်ခဲ့ရင် အနောက်ကျိုးမှာနေဝင်တော့မယ်။ဆရာကြီးဒီဝေစီရောက်ဖို့ကလည်းတိတ်မလီရောတာနဲ့မနာတော့ပဲခီးဆက်ထွက်ခဲ့လိုက်တော့တယ်။ဟုတ်ကဲ့ပါခင်ဗျာ။စိုင်းစရာဇွဲမိုးစားဟန်တာဝရီမြေရေးသားထားတဲ့ဝင်းကြီးလိုက်မုတ်စိုးရာသာဘွားဆိုတဲ့ပြရလောကဇလန်ကောင်းလေးရဲ့အပိုင်းတစ်ခုဒီနေရာမှာပဲနားပါမယ်ခင်ဗျာ။ကြံပိုင်းဆက်များကိုစောင့်မျှော်အားပေးကြပါအောင်ခင်ဗျာ။ဇလန်လေးကိုပြီးအောင်နားထောင်ပေးကြတဲ့အတွက် 这屋里要亲自过，接受主题西瓜解革命啊！